အဘိဓမ္မေသုပ္ပတိပန္နောပညာသံဗရံနေတာယစတတ္သောပဋိသင်္ဗိဒာပါပုဏာတိအဘိဓမ္မာသင်ယူတဲ့အဘိဓမ္မာသင်တန်းသာတိုင်းသင်တန်းသာတိုင်းအဘိဓမ္မာသင်တန်းကိုပို့ချနေကြတဲ့ဆရာတိုင်းဆရာတိုင်းအဘိဓမ္မာတရားကို나ယူနေကြတဲ့ အဘိဓမ္မာဓမ္မပဋိက္ခာကပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အဘိဓမ္မာ ဆိုတဲ့အလွန်လေးနက်တဲ့တရားခန္ဓာအရဏဓာတုစာလို့သာသနာသာသနာဘအခါမှာကြားဘူးဖို့အလွန်ခဲရင်တဲ့အမတန်လေးနက်တဲ့အဘိဓမ္မာတရားကို င်ယူနေကြရတာဟာအလွန်တရာမှတန်ဖိုးရှိပြီး အလွန်ထူးခြားတဲ့အသိဉာဏ်ကို ရရှိကြတာဖြစ်ပါတယ်။အဘိဓမ္မေသုပတိပန်သောပညာတံပဒံနေတာယ။အဘိဓမ္မာကို စနစ်တကျလေ့လာကြမယ်သင်ယူကြမယ်။အဘိဓမ္မာလာတဲ့အချိန်ကျင့်သုံးကြမယ်ဆိုလို့ရှိရင် ဘုရားမြတ်စွာရဲ့သာသနာတော်မှာအစင်မြင့်ဆုံးလို့ဆိုတဲ့ပညာလောကကြီးမှာလည်းပဲအချီးမွမ်းအဆုံးလို့ဆိုတဲ့ပညာထိုပညာမျိုးကို ရရှိကြမှာဖြစ်တယ်တရားဒေသနာတော်တွေနဲ့မတူဘဲနဲ့အဘိဓမ္မာဒေသနာတော်ဟာလူတူတယောက်ရဲ့ပညာကြီးအစွမ်းအစကိုမြင့်မားတိုးတက်စေတဲ့ဒေသနာတော်မျိုးဖြစ်တော် ပိဓမ္မာသင်ရတယ်ဆိုရင်ပဲထူးခြားတဲ့အသိဉာဏ်တွေမိမိတို့တဏ္ဍမှာရရှိလာတယ်။ဒီရရှိလာတဲ့အသိဉာဏ်ဟာကိုယ်တဏ္ဍမှာပျောက်ကွယ်သွားတာမဟုတ်ဘူး။အကြောင်းမတိုက်ဆိုင်လို့မိမိရဲ့ mental process လို့ခေါ်တဲ့စိတ်အစဉ်ထဲမှာကိဝတ်နေလို့မပေါ်လာအောင်အကြောင်းတိုက်ဆိုင်လာပြီဆိုလို့ရှိရင်ဖြင့် ဒီအသိဉာဏ်ဟာမိမိဖို့အမတန်မှ ထူးခြားတဲ့အသိဉာဏ်တစ်မျိုးဖြစ်လာမှာပါ။ဒါကြောင့်မို့အဘိဓမ္မာသင်ရတယ်ဆိုတာအလွန်ကျေးဇူးများတယ်လို့ထကရာဆရာကြီးများကဖွင့်ပြတယ်။အဘိဓမ္မာဆိုတာ analyze လုပ်ပြီးတော့ပြတဲ့ဒေသနာမျိုးဖြစ်သည့်အတွက်ကြောင့် နေ့စဉ်လူတွေတွေးထင်နေကြတဲ့အတွေးအထင်ကို ဖြတ်ကျော်ပြီးတော့လူတွေမတွေးနိုင်တဲ့အပိုင်းကိုအဘိဓမ္မာကမိမောင်းထိုးပြထားတာလူတွေနေ့စဉ်တွေးတာဟာ concept လို့ခေါ်တဲ့ပညာပိုင်းဆိုင်ရာ အပေါ်ယံကိုသာ တွေးထင်ပြီးတော့သူပဲငါပဲလူပဲနတ်ပဲဆိုတဲ့အပေါ်ယံအယူဆတရား ထိုအယူဆတရားကိုထွန်းပေါက်နိုင်ခြင်းကမစွမ်းနိုင်ကြဘူးထွန်းပေါက်နိုင်တဲ့အသိဉာဏ်မျိုးကိုမရဘူးအဘိဓမ္မာကတော့တာမန်အတွေ့အထင်တွေကိုဖြတ်ကျော်ပြီးတော့ထိုအတွေ့အထင်တွေတဲ့အလွန်နဲ့နဲ့နဲ့ရှိုင်းလာတဲ့ထို concept ရဲ့အတွင်းသားအနှစ်ဖြစ်နေတဲ့ ရုပ်တရားနံတရားတွေကိုပိုင်းခြားစိတ်ဖြာပြီးပြသတဲ့ကျမ်းဖြစ်လို့အလွန်ကိုလေးနက်လာတဲ့ဒေသနာတော်တစ်မျိုးဖြစ်တာပေါ့အဘိဓမ္မာသိမယ်ဆိုလို့ရှိရင်တဘာဝဓမ္မနေအားဖြင့်သိเสียမကြံလောက်အောင်ထူးခြားထက်မြက်တဲ့အသိဉာဏ်မျိုးကိုရတာဖြစ်လို့အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေဟာ analytical knowledge of analytical knowledge of knowledge လို့ဆိုရက်ပဋိသင်္ဘိဒဉာဏ်မျိုးကိုရရှိနိုင်မှာဖြစ်ပါဉာဏ်ဤဉာဏ်သေးဆိုတာမိမိလေ့ကျင့်နေတဲ့အနေထားပေါ်မှာမူတည်ပြီးတော့မိမိလေ့ကျင့်ထားတဲ့အတိုင်းမိမိတို့တဏ္ဍာမှာဖြစ်ပေါ်လာတာဖြစ်တယ်အဘိဓမ္မာဟာအမြဲတမ်း အရခံသိန်းကိုခွဲခြားစိတ်ပြပြီးတော့ရှုမြင်တတ်တယ်။မြတ်စွာဘုရားကဟောလို့ရှိရင်လေအသေးစိတ်ခွဲခြားပြီးတော့ဟောတာဖြစ်တာကိုဆိုပါစို့လူတွေပြောနေကြတဲ့ငါစိတ်ထဲမှာအကြံကလေးတစ်ခုပေါက်တယ်လို့အရက်ထဲမှာပြောနေကြတဲ့စိတ်ဆိုတာလေးတွင်ပဲဘုရားမြတ်စွာကခွဲခြားစိတ်ပြန်ပြီးတော့ဟောထားတယ် စိတ်လို့ပြောရတဲ့နံလေးဟာတဘာဝတရားလေးဟာအ ਨੇ ဆုံး၈ခုနဲ့ဖွဲ့စည်းထားတယ်ပြီးတော့မှသင်တဲ့ပုဂ္ဂိုလ်တိုင်းသိတယ် unity of eight ခုခေတ်လို့ပြောမယ်ဆိုရင် eight and one ပေါ့စိတ်ဆိုတဲ့တဘာဝတရားလေးတစ်ခုတည်းမှပဲ၈မျိုးဟာပါဝင်ဖွဲ့စည်းထားတာဖြစ်တယ် စိတ်လို့ပြောရတဲ့အခြေခံသဘာဝတရားလေးကတစ်ခုနဲ့ထိုစိတ်ကိုမှီပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ရဲ့အင်အားစုများလို့ပြောရမယ့်ဟာက အနည်းဆုံး9ခုအလုံး6ခုနဲ့ဖွဲ့စည်းထားတယ်ဆိုတာတပည့်တော်မှာဒေသနာတော်ကသာလင်ခွဲခြားစိတ်ဖြာပြီးတော့ပြတာဖြစ်တယ်။တမန်အပြင်ပြောမယ်ဆိုလို့ရှိရင် စိတ်တစ်ခုတည်းပဲရည်ညွှန်းပြီးတော့ပြောနေကြရုပ်ဆိုတဲ့နေရာမှာလည်းပဲ ရုပ်ကိုခွဲခြားစိတ်ပြပြီးတော့ကြည့်ကြအောင်တော့ရုပ်ရှိခုဟာတခုတည်းအနေယက်တည်နေတဲ့အသင်တန်တန်ကိုသိနိုင်စွာမြင်နိုင်စွာမရှိပါဘူးဘုရားမြတ်စွာရဲ့အဘိဓမ္မာကခွဲခြားစိတ်ပြပြီးပြလိုက်တဲ့အခါအာဝိနေဘောကရုပ်ရှိခုအထက်ကလရုပ်ရှိခုလို့ဆိုတဲ့ inseparable indivisible ခွဲလို့မရခွဲထားလို့မရတဲ့ရုပ်ရှိခုရဲ့အပေါင်းဟာအခြေခံအပြင် ရုပ်ပဲလို့ဆိုတာနားလည်လာရတယ်။နန္တရားဘိုင်းကိုကြည့်ရင်လည်းရှိခုနဲ့အခြေခံဖွဲ့စည်းထားပြီးရုပ်တရားဘိုင်းကကြည့်လို့ရင်လည်းရှိခုနဲ့ပဲအခြေခံဖွဲ့စည်းထားတဲ့ထိုအခြေခံပြီးတော့ဖွဲ့စည်းထားတဲ့ရုပ်တရားနန္တရားတွေကိုပဲ သူရဲ့ငါရဲ့ပုဂ္ဂိုလ်တ attva ရဲ့လို့ဒီလိုအထင်အမြင်တွေပေါ်မှာရပ်တန့်ပြီးတော့ဒီတဲ့ပို့ပြီးတော့မသိနိုင်ကြတော့ဘူးဟောဘိဓမာတင်လိုက်တာနဲ့တပြိုင်နက်အားလုံးသိနေကြတဲ့အထင်အမြင်ဆိုတဲ့အပေါ်ယံအတွေးတွေကိုဖြတ်ကျော်ပြီးတော့အတွင်းအနှစ်ဖြစ်တဲ့တဘာဝတရားကလေးတွေရဲ့တစ်ခုစီတစ်ခုစီရဲ့ characteristic individual characteristic လို့ခေါ်တဲ့သဘာဝလက္ခဏာလေးတွေကိုသိရှိပြီးတော့လာတာဒါအဘိဓမ္မာသင်မသိလာတဲ့သဘာဝတရားလေးတွေပါအဲ့ဒီလိုသဘာဝတရားလေးတွေကိုအသေးစိတ်သိအောင်အဘိဓမ္မာတရားကရှင်းလင်းပြလို့အဘိဓမ္မာတရားကိုရှင်မဘုရားကမင်းမင်းရှိတယ်ထကရာဆရာကြီးကအမင်းရှိတယ် ပဗေဒတော်ဒေသနာခွဲခြားစိတ်ဖြန်ပြီးတော့ဟောတဲ့ဒေသနာမျိုးဖြစ်တယ်တဲ့ပဗေဒတော်ဒေသနာခဏဝိနိဗ္ဗောကပဋိသင်္ဗိဒညာနာဝဟအဘိဓမ္မာဒေသနာတော်ဟာ ခွဲခြားစိတ်ဖြန်ပြီးတော့ဟောတာဖြစ်သောကြောင့်ခဏဝိနိဗ္ဗောကတခုတည်းလို့ထင်ရလောက်အောင် လုံခဲနေတဲ့ အရာဝတ္ထုတစ်ခုကြီးကပေါင်းစုထားတဲ့အတွက်ကြောင့်တစ်ခုတည်းလို့ထင်းနေရတဲ့ခဏလို့ပြောရတဲ့ compactness အဲ့ဒီ compactness လို့ခေါ်တဲ့တစ်ခုတည်းလို့ထင်းနေရတဲ့အရာဝတ္ထုကိုပဲခွဲခြားစိတ်ဖြာပြီးပြောနိုင်လာတယ်အေးစိတ်ဆိုတာတစ်ခုတည်းမဟုတ်ဘူးအ ਨੇ ဆုံး၈ခုနဲ့ဖွဲ့စည်းထားတာရုပ်ဆိုတာလည်းတစ်ခုတည်းမဟုတ်ဘူးအ ਨੇ ဆုံး၈ခုနဲ့ဖွဲ့စည်းထားတာ မြုံမုံလေးတမုံဒီပင်နဲ့ရှစ်ခုနဲ့ဖွဲ့စည်းထားတာလို့ဆိုတာအဘိဓမ္မာသင်လိုက်တဲ့အခါတမန်အမြင်နဲ့ထူးခြားတဲ့အမြင်လေးတွေကိုရလာဒီအမြင်မျိုးကိုမြင်ဖို့ဆိုတာအလွန်ခရင်ပါအဲ့ဒီအမြင်မျိုးလေးတွေကိုရအဲ့ဒီအမြင်မျိုးရလာတဲ့အခါဒီတဲ့အစင်းမြင့်တဲ့အမြင်ဘာရတော့ဆိုပဋိသင်္ဘိတာညာနာဝဟာ analytical knowledge အရာရာကိုခွဲခြားပြီးတော့ခွဲခွဲခြားခြား၊ကွဲကွဲပြားပြားသိတတ်တဲ့အသိဉာဏ်မျိုးယန္နာပုဂ္ဂိုလ်ရင်းတောင်မှပဲပဋိသင်္ပိဒဉာဏ်ဆိုတာရနိုင်တာမဟုတ်ဘူးအလုံးဉာဏ်ဉာဏ်သွေးထက်မြက်တဲ့ယန္နာပုဂ္ဂိုလ်မျိုးမြမျိုးမသာဒီပဋိသင်္ပိဒဉာဏ်ဆိုတာရယန္နာပုဂ္ဂိုလ်တိုင်းတော့မရနိုင်အဲ့လိုမရနိုင်တဲ့အသိဉာဏ်မျိုးကိုရရှိစေတတ်တဲ့အဘိဓမ္မာ ဒေသနာတော်ကိုခုလိုစီးပူးကြရတယ်ဆိုတာနှွန်ကန်ကောင်းနေအလုံးကိုရတော်တယ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှင်အခုဗိဓမာသင်နေတဲ့ပုဂ္ဂိုလ်သည်ပုဂ္ဂိုလ်များဟာအဗိဓမာအကြောင်းတော်သူအကြောင်းတော်သားများအဗိဓမာစာသင်သားများဗိဓမာဆရာများဟာတနည်းတစ်ချိန်ကြတော့အမြင့်ဆုံးအဆင့်ကိုရောက်ကြမယ်ဆိုရင်ပဋိသမိရာညာနာပတ္တပုဂ္ဂိုလ်သူတွေဖြစ်မှာပဲလို့ ဘသူကစွမ်းဆောင်ပေးတာတုံးဆိုဟောဒီအဘိဓမ္မာသင်တန်းအဘိဓမ္မာသင်ယူခြင်းကနေစွမ်းဆောင်ပေးတော်မှာပါဒါကြောင့်မို့လို့ရှင်မဘုရောသအထက်ကရာမှာအတိလင်းရေးထားတာအဘိဓမ္မေသုတ်ပတိပန်သောပညာတံပရံနေတယစတတောပဋိသင်ပြတာပါပုဏတိတဲ့အဘိဓမ္မာကိုစနစ်တကျသင်ကြားလေ့လာမှတ်ရှုကြမယ်ဆိုလို့ရှိရင် အသိပညာရတ္တိနဲ့ပြည့်စုံလာနိုင်တယ်ပညာရည်တွေတိုးတက်မြင့်မားလာနိုင်တယ်နောက်ဆုံးအမြင့်ဆုံးပညာဖြစ်တဲ့ပဋိသမိဒါဉာဏ်ထီအောင်ရောက်ရှိသွားနိုင်တယ်လို့ဒါအဘိဓမ္မာသင်ရခြင်းရဲ့အကျိုးကျေးဇူးတစ်ခုအနေနဲ့ဒီတစ်ဘက်ကအကျိုးကျေးဇူးတွေရှိပါအဘိဓမ္မာတရားတော်ဟာအနွန်လေးနဲ့လို့အဘိဓမ္မာသဘာဝတရားတွေကိုဆင်ခြင်စဉ်းစားလိုက်လို့ရှိရင်တလောကလုံးကြီးတစ်ခုလုံးဟာ အရခသိန်းဟာမြင်မြပဲကျေပြန့်နေစေကမူအဘိဓမ္မာဆိုတဲ့ဘောင်တစ်ခုတည်းတွင်းလိုက်လို့ရှင်အလုံးဟာအကျုံးဝင်သွားပင်လေကြီးကနဲ့လဲနဲ့တဲ့ကျေလဲကျေတယ်လို့ပြောကြတယ်သို့သောအဘိဓမ္မာဆိုတဲ့ဘောင်ကြီးထဲမှာထည့်လိုက်လို့ရှင်ပင်လေကြီးကကျဉ်းကျဉ်းလေးဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့တီဟိုကျောင်းကနေပြီးတော့အိန္ဒိယမဟာဗောဓိပင်ကိုသွားရောက်ဖူးမြော်ဖို့ဆိုပြီးတော့ကတိံပယ မဟာတိတ်တမထေကြီးဟာတီဟိုကန်းကျင်ကနေပြီးတော့အိန္ဒိယနိုင်ငံဘက်ကိုကူးတာလေသိမ်းမောနဲ့ဟိုဘက်ကိုဖြတ်ကူးတဲ့အခါကျတော့ပင်လေပြင်းကြီးကိုဖြတ်ကူးရတော့ပင်လေပြင်းကြီးကို ရှုစားပြီးသူ့စိတ်ထဲမှာဘလို့တွေးမိတယ်လဲဆိုရင်အော်ဟောဒီပင်လေပြင်းကြီးဟာအမတန်မှကျယ်ပြောတယ်နဲ့လဲနဲ့တယ်။လှိုင်းလုံးကြီးတွေကလည်းပဲ ပင်လယ်ပြင်ကြီးတစ်ခုလုံးဖုံးလွှမ်းနေလောက်အောင်ကြီးမားကြပါပေတယ်သို့သောပဋ္ဌာန်းကျမ်းကြီးကိုလေ့လာစဉ်ကပဋ္ဌာန်းကျမ်းကြီးရဲ့နိနာနေတရားတွေကိုဆင်ခြင်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ဒီပင်လယ်ပြင်ကြီး net တယ်ဆိုတာဘာဟုတ်မလဲပဋ္ဌာန်းကျမ်းလောက်ပဲ net မလဲပင်လယ်ပြင်ကြီးကျယ်တယ်ဆိုတာလည်းဘာဟုတ်မလဲ အကန့်တတ်ရှိနေတာပဲဟိုဘကံဒီဘကံဆိုတဲ့အကန့်တတ်ရှိနေ။နေတယ်ဆိုတာလည်းအကန့်တတ်ရှိနေ။ပဋ္ဌာန်းကျမ်းကြီးနေတယ်ဆိုတာတော့လိုက်လို့ကိုမမိဘူး။အကန့်တတ်ကိုပေါ်ထုတ်နိုင်ဘူး။ဟိုဘကံဒီဘကံဆိုတာကိုလည်းလက်လန်းမမိဘူး။မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးနဲ့ထုတ်ဖော်ဟောကြားထားတဲ့ဒီပဋ္ဌာန်းကျမ်းကြီးဟာအလွန်အလွန်လေးနက်ပြီးတော့ဟောဒီလိုင်းလုံးကြီးများမကတ် <laughs> ကြီးမားလာတဲ့နိနယတွေနဲ့ဖုံးလွှမ်းထားတဲ့ပဋ္ဌာန်းကျမ်းကြီးအဘိဓမ္မာထဲမှာအနာဂတ်အနေနဲ့ဘုရားမြတ်စွာကအမြင့်ဆုံးအနေနဲ့ဟောထားတဲ့ဟောဒီပဋ္ဌာန်းကျမ်းကြီးဟာပို့ပြီးတော့နက်နဲပြီးပို့ပြီးတော့ကျေပြတ်နေလို့သူ့စိတ်ထဲမှာတွေးမိရင်ဘာဖြစ်လာတော့ဆိုရင်ပင်လယ်လိုင်းလုံးကြီးတွေကိုချိန်ပြီးတော့ယင်ထဲကပိတိလိုင်းလုံးကြီးတွေတက်လာ အဲ့ဒီပိတိလှိုင်းလုံးကြီးတွေကိုနှစ်သက်တဲ့သဘာဝဝိပဿနာဉာဏ်ဖြင့်အဘိဓမ္မာအတိခြေခံထားတဲ့ဝိပဿနာဉာဏ်နဲ့ဆင်ញင်စဉ်းစားလိုက်ပြီးသဘာဝပိတိရဲ့အခြေအနေကနေစပြီးသင်္ခါရတရားအလုံးရဲ့အခြေမြစ်တွေကိုနားလည်ပြီးမမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုမပိုင်တဲ့သဘောတွေကိုချိန်ပြီးတော့ အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရင်ဆင်ញင်သုံးတန်ခါနောက်ဆုံးမှရဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားဘူးတဲ့ဘောဒါအဘိဓမ္မာရဲ့လေးနှစ်မှုကိုစဉ်းစားရုံနဲ့စဉ်းစားပြီးတော့ပိတိလှိုင်းလုံးထရာကနေပြီးတော့ရဟန္တာဖြစ်သွားတဲ့ဆိုတာအထသလိနိအထကထာနိဒါနကထာ the expositor လို့အင်္ဂလိပ်လိုပြန်ထားတဲ့အထဲပါရေးသားထားတာမှတ်တမ်းတစ်ခု တွေ့ရပါတယ် ဒါကြောင့်မို့လို့ဒီအဘိဓမ္မာသင်္นานသားတွေတဲကလည်းပဲအဘိဓမ္မာတရားတော်ကြီးကို လေ့လာရင်းကနေပြီးတော့အမတန်နည်းနည်းဒီကျေပြန့်လှတဲ့အဘိဓမ္မာတရားတွေကိုဆင်ခြင်သုံးသပ်ကြပြီးဆင်ခြင်သုံးသပ်ပြီးအခုလိုတရားတို့တရားမြတ်ဆိုတာရနိုင်တယ်လို့တို့သင်ရတဲ့အဘိဓမ္မာတရားဟာအလွန်အလွန်တန်ဖိုးရှိလာပါလားလို့စိတ်ထဲကဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့ အဘိဓမ္မာတရားမိမိတို့ရဲ့နေရင်တဲ့နှလုံးသားထဲမှာခြေပြန့်တဲ့ခြေပြန့်လာပြီးအသိပညာတွေတိုးတဲ့တိုးအောင်ကြိုးစားအထုတ်နိုင်ကြပါစေကုန်တည်း။သာဓုသာဓုသာဓု